အားလုံးပဲမင်္ဂလာပါဇင်မီ vlog ကနေကြိုဆိုလိုက်ပါတယ်ဟိုကမနေ့6ថ្ងៃရှိပြီပေါ့เนาะဒီဒါနရဲ့ဒီကဘာကျော် Golden Bridge ကိုသွားဖို့အဆင်သင့်ဖြစ်နေပါပြီအခုက7ថ្ងៃပေါ့เนาะ7ថ្ងៃမှာအဲဒီတောင်ကြီးကိုရောက်ပြီပေါ့ ကေဘယ်ကားမရှိခင်အထက်မှာရှိတဲ့ရှုခင်းလေးတွေနဲ့အလှပုံလေးတွေရိုက်လို့ရတဲ့နေရာလေးတွေရှိပါတယ်။အခုကတော့ကေဘယ်ကားစီးဖို့အတွက်သွားနေတာပါ။အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေရောင်းတဲ့ဆိုင်ကမ်းလေးလည်းရှိပါတယ်။ကဲကေဘယ်ကားနဲ့တောင်ပေါ်ကိုကျက်နေပါပြီ တသားပေါ်ရောက်ပါပြီလဝါကိုလည်းလှမ်းပြီးတော့မြင်နေရပါတယ်တသားရဲ့ကွင်းညွတ်နေတဲ့ပုံစံအတိုင်းလမ်းလျှောက်သွားရင် ရှစ်ဆက်သွားတိုင်းနောက်ခံယူကင်းတွေကပြောင်းလဲသွားပါတယ်အမတ်ကျရဗီဒီယိုလေးကိုရိုက်ခဲ့ပါတယ်ဒါကလည်းတန်းစီပြီးတော့ရိုက်ရတာပေါ့နော်ဧည့်သည်တွေကလည်းအများကြီးဆိုတော့လေလဝိုင်းနဲ့ကျမနဲ့ကိုရှင်ကြည့်လိုက်ပါအောင်เนาะជីជីပဲ မြောက်ဖြစ်သွားတယ်ကျွန်မပေါ့နော်လူရှင်းနေတော့အပြည့်ရရတာပေါ့နော်အခုလို social media ပေါ်ကျင်ဖို့ ရှုကင်းလှလှလေးတွေအများကြီးရှိပါတယ်ကျမကတော့လှတယ်ထင်တဲ့နေရာတွေ့တာနဲ့အလွတ်မပြီးခဲ့ပါဘူး။ဒါတောင်တချို့နေရာလေးတွေကျန်ခဲ့ပါသေးတယ်။ဒုတိယအဆင့်ကေဘယ်ကားနဲ့ထပ်မံတက်လိုက်ပါတယ်။ရှူကင်းကလည်းပိုကျပြန့်လာပါတယ်။ မြူတွေနဲ့အံ့ဩဖွယ်ရာအဆောက်အုံတွေကိုတွေ့မြင်ရပါတယ်။မြူတွေကြားကရဲတိုက်ဟောင်းလိုမျိုးအဆောက်အုံတွေကရှီဟောင်းဇလန်တပုတ်ထဲကိုဝင်ရောက်သွားတယ်လို့ခန့်စားရပါတယ်။ပြောဖို့ကြံနေပါသေးတယ်။ကျမတို့သွားတဲ့အချိန်တော့ဒီ Friend Village ကိုဝင်တာနဲ့ကျမတို့ကို free ပေါ့နော်ဘီယာတောက်လို့ရမယ့်လက်ကမှတ်ကလေးတွေဝေးပါတယ်။ ဘီယာချက်စက်ယုံလိုနေရာမှာဘီယာဖရီတောက်ပြီးအာလူကျော်ပီဇာအစရှိသဖြင့်မှာပြီးအေးစစ်စစ်ထိုင်အနားယူလို့ရပါတယ်။ဘီယာကတော့ free ဖြစ်လို့တော်တော်လေးတန်းစီရပါတယ်။အနီရောင်ပန်းတွေနဲ့ဖုံးလွှမ်းထားတဲ့အဆောက်အုံကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ခုကတော့ جماعه တို့ပြန်နေပါပြီ။ တချို့ဂိတ်တွေကပိတ်သွားပြီဖြစ်တဲ့အတွက်ဖွင့်နေသေးတဲ့ဂိတ်ပေါက်စီကိုအမြန်ဆုံးပြေးရပါတယ်အကြံပေးချင်တာတခုကတော့ဒီမှာ A စစ်စေးတညာလောက်တဲပြီးတော့မှလဲပတ်မယ်ဆိုရင်တော့ပို့ပြီးပြေစုံပါမယ်။အပြန်ပြန်နေပါပြီ။အပြန်ခီးစင်မှာဆောက်လုပ်စဲအဆောက်အုံတွေကိုလည်းအများကြီးတွေ့ရပါတယ်။နောက်ထပ်လာမယ့်နှစ်တွေမှာဒီနေရာကဘလောက်တောင်ကြီးကျယ်မလဲဆိုတာကိုလည်းစဉ်းစားမိပါတယ်။ ခီးစဉ်တစ်ခုလုံးကဓပုံရိုက်ခြင်းနဲ့ရှုခင်းတွေကြည့်ရှုခြင်းတွေအတွက်အကောင်းဆုံးသောနေရာတစ်ခုဖြစ်ပြီးမမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ကေဘယ်ကားပေါ်ကနေအောင်းရောက်နေတဲ့အချိန်တွေကိုလှမ်းမြင်ရတာနှက်ပြီးရောက်နေတယ်လို့ခံစားရပါတယ်။ဖြူဖြူပွေးပွေးတိမ်နေကြတဲ့ကိုရောက်သွားတဲ့အချိန်မှာတော့လုံဝါကိုစစ်ကူးရင်ဆန်သွားပါတယ်။အပြန်ကေဘယ်ကားကတော့ပို့ပြီးတော့မှစိတ်လုံးရှားစရာကောင်းတဲ့ရှုခင်းတွေကိုကြုံတွေ့ရပါတယ်။ ဟိုးအောက်ဖက်မှာရေတခုငယ်လေးတစ်ခုကိုလည်းမြင်တွေ့ရပါတယ်ဗီယက်နမ်ဒါနန်မြို့ကိုရောက်ဖြစ်ခဲ့ရင်တော့မဖြစ်မနေ Golden Bridge နဲ့ Frambilis လေးကိုလာဖို့အကြံပေးချင်ပါတယ်။အားလုံးပဲဘိုင်ဘိုင်။